မင်္ဂလာပါရှင်။နိုဝင်ဘာလ15ရက်စနေနေ့ရက်တိမတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အမေရိကန်အစိုးရရန်ရာလေပတ်မှုရှတ်ဒေါင်းအဆုံးသတ်တဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမိုင်းမှာအစိုးရလုပ်ငန်းတွေပိတ်ထားရမှုရှတ်ဒေါင်းအကြရှိဆုံး43ရက်ကျော်ဖြတ်ခဲ့ပြီးနောက်အခုနောက်ဆုံးလွှတ်တော်နှစ်ရက်လုံးမှာဘတ်ဂျက်ဥပဒေကြမ်းကိုအတည်ပြုနိုင်ပြီဖြစ်တာကြောင့်ရှတ်ဒေါင်းလည်းအဆုံးသတ်သွားပြီဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ဗုဒ္ဓဘူးနေ့ညကအောက်လွတ်တော်မှာ222မေ209မေနဲ့ဘကြက်ဥပဒေကြံကိုအတည်ပြုပြီးနိုင်ပိုင်အကြမှာပဲထရန်ကယာယီဘကြက်ဥပဒေကိုလက်မရေးထုတ်ခဲ့တာဖြစ်ပါတယ်။အခုလို43ရက်ကြာပိတ်ခဲ့ရတဲ့အကြောင်းလူတွေအလွန်ထိခိုက်နေနိုင်ရတယ်လို့ထရန်ကသမ္မတရုံမှာပြောကြားခဲ့ပါတယ်။အစိုးရဝန်ဆောင်မှုတွေလာမယ့်ရက်အတွင်းပြန်လည်စတင်မှာဖြစ်ပြီးတော့လေကြောင်းခီးစင်တွေပုံမှန်ပြန်ဖြစ်လာဖို့မျှော်လင့်ရတယ်လို့လည်းဆိုပါတယ်။ ဘတ်ဂျက်ဥပဒေကြမ်းကိုအတည်ပြုနိုင်ရေးအတွက်ဒီမိုကရက်တစ်ဘက်ကတောင်းဆိုထားတဲ့ဈေးမိုင်းဆောင်ရှားမှုထောက်ပံ့ွေတိုးမြှင့်ပေးဖို့အတွက်အခုနှစ်ဒီဇင်ဘာလမှာမဲပြီးဆုံးဖြတ်မယ့်အစီအစဉ်ကိုသဘောတူထည့်သွင်းခဲ့တယ်လို့လည်းဆိုထားကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ယူကရိန်းတွန်းစီထိမှန်ခဲ့တဲ့ရုရှားပင်လယ်နဲ့စိတ်ကမ်းမြို့တော်နာဗရိုစီကိုရေးပေါ်အခြေအနေကြီးညာတဲ့တဲ့ရင်ဖြစ်ပါတယ်။ရုရှားနိုင်ငံခရနာဒါပြည်နယ်ပင်လယ်နဲ့စိတ်ကမ်းနာဗရိုစီမြို့တော်ကိုဒရုန်းတွေတုံးကြီးတွေနဲ့နိုဝင်ဘာ14ရက်မနက်ပိုင်းမှာ ယူကရိန်းကအပြင်းထန်တိုက်ခိုက်ခဲ့တဲ့အတွက်အရေးပေါ်အခြေအနေကြီးညာထားကြောင်းမြို့တော်ဝန်အက်ဒရီဂရာချမ်ကူကအသိပေးပြောဆိုထားတယ်လို့ရုရှားဆိုတာသတင်းတွေကဖော်ပြလာပါတယ်။ယူကရိန်းတိုက်ခိုက်မှုကြောင့်မြို့တော်ကအခြေခံအဆောက်အုံအတော်များများပြည့်စည်ခဲ့ရတယ်လို့စိတ်ကန်းစိတ်ခံတရာရေနံတူလောင်ကန်တွေနဲ့အရက်ဖက်ရေနံတင်တင်မော်ဒစင်းပြည့်စည်ခဲ့ရတယ်လို့မြို့တော်ဝန်ကပြောဆိုထားကြောင်းရုရှားဆိုတာသတင်းတွေကဖော်ပြထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့နိုဝင်ဘာ14ရက်မနက်ပိုင်းမှာယူကရိန်း drone 66စင်ကိုပစ်ချနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားရလို့သိရှိရပါတယ်ရှင်။ထမတင်ဆက်ပြီးမှာကတော့တရုတ်ပြည်သူတမရနိုင်ငံကျန်းစုပြည်နယ်မှာအနှစ်1500သက်တမ်းရှိဖျားကြောင်မိလောင်ကျန်းတဲ့တည်ရင်ဖြစ်ပါတယ်။တရုတ်ပြည်သူတမရနိုင်ငံကျန်းစုပြည်နယ်ကျန်းကြာကန်မြို့မှာ အနှစ်1500တန်းရှိတဲ့ရွှေကွင်းဖျားကျောင်းနဲ့နှွေမာဆက်နေကမိကြီးကျယ်လောင်ကျမ်းမှုတရဖြစ်ပွားခဲ့ရာအဖိုးတန်လာတဲ့ရှေးဟောင်းရင်ကျေးမှုအမွေအနှစ်များဆုံးရှုံးသွားမှာကိုစိုးရိမ်မှုများကြေကြေပြန့်ပြန့်ပေါ်ပေါက်ခဲ့ရတယ်လို့သိရပါဗျ။မိလောင်ကျမ်းမှုဖြစ်ပွားခဲ့တဲ့ဖျားကျောင်းမှာရှာစုနှစ်ပေါင်းများစွာတက်တန်းရှိတဲ့ဗုဒ္ဓဘာသာရှေးဟောင်းပိသုကအတက်ပညာနဲ့ဘာသာရေးအရထူးခြားထင်ရှားမှုတို့ကြောင့်လူသိများကကျောင်းဝင်းအတွင်အထက်များစွာရှိတဲ့ရှေးဟောင်းဖျားကျောင်းဟာအဆောက်အုံတွင်ရှိအထက်များကိုပါပျက်စီးသွားတဲ့အထိမိလောင်ကျမ်းခဲ့တယ်လို့ဆိုပါရယ်။ ူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ဗီဒီယိုရိုက်ကူးချက်များအရာကြီးမားလာသောမိဂုံငွေများထွက်ပေါ်လာတာကိုတွေ့ရပြီးမိတောက်များကဖျားเจ้าရဲ့အစဉ်တစားလှပတဲ့တက်သားမှုများကိုပြင်းထန်စွာလှိုက်မြှောက်ကြံခဲ့တာကိုတွေ့ရကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ယူကရိန်းတွင်အခြေခံပညာရှင်အပေါင်းသူအပေါင်းသားတွေကိုပညာသင်ခွင့်ရအောင်စီစဉ်ထားတဲ့တဲ့တင်ဖြစ်ပါတယ်။ ရှေ့တန်းစစ်မြေပြင်ဒေသတစ်ခုဖြစ်တဲ့စာဘိုရီရှားဒေသမှာပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားတွေနဲ့သင်ကြားပေးနေတဲ့ဆရာဆရာမတွေကိုတမရစလန်စကီကနိုဝင်ဘာ23ရက်နေ့မှာတွားရောက်တိစုံအားပေးခဲ့ကြောင်းယူကရိန်းသတင်းတွေကဖော်ပြလာပါတယ်။ရုရှားလေကြောင်းတိုက်ခတ်မှုတွေ၊ဒရုန်းတိုက်ခတ်မှုတွေနဲ့နေစဉ်ဆိုင်နေရတဲ့စာဘိုရီရှားဒေသမှာဘေးကင်းလုံခြုံနဲ့မြောက်စာသင်ကျောင်းတွေတိစောက်ခွင့်နေပေးထားပြီးဒေသခံကျောင်းသူကျောင်းသားတွေကိုအလှည့်ကျပညာသင်ကြားခွင့်ရအောင်စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။ ကျောင်းသားကျောင်းသူ900အထိလုံခြုံစိတ်ချစွာပညာသင်ကြားနိုင်အောင်ဆောက်လုပ်ထားတဲ့ကျောင်းအဆောက်အုံတစ်ခုမှာအလဲကျစနစ်နဲ့နှဆိုင်ခွဲပြီးကျောင်းသူကျောင်းသားတစ်ထောင်အထိပညာသင်ကြားနိုင်အောင်စီစဉ်ထားတယ်လို့ရှစ်ဂရင်းသတင်းတွေကဖော်ပြထားပါတယ်။လောလောဆယ်မှာဒေသတွင်းကျောင်းသားကျောင်းသူတွေ3000လပါအထိပညာသင်ကြားနိုင်အောင်ဆောက်လုပ်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ ဘေကင်းလောင်ကျုံစိတ်ချရတဲ့အကြောင်းဒီမှာအခြေခံပညာအဆင့်ကျောင်းသားကျောင်းသူတွေအတွက်စေကံစားတော့ဆိုင်အားကစားခံမာတွေနဲ့အပန်းဖြေနေရာတွေပါဖန်တီးတိဆောက်ပေးထားတယ်လို့လည်းရှုပရင်းသတင်းတွေကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။